ွေးပွဲရောက်ပြီဆိုလို့ရှင်အသက်ကြီးတဲ့လူတွေကစားလေသမီးဂျင်မော်တခြင်းလေးဆိုပေးဦးနော်ဂျင်မော်တခြင်းလေးဆိုပေးဦးနော်လာတောင်းကြရပါတော့အဲ့လိုမတောင်းရင်ကိုနုံတော့ယင်နေရတယ်ပီတီဖြစ်တာ150ချက်ခောက်လောက်ဆိုပေးရလဲဂျင်းနဲ့တယ်ဂျင်မော်တခြင်းတော့နာချင်းရဆက်လုံးတွေလွေလွေနေပြောထွန်းနေကျင်းနို့ရဲ့ပထမဦးဆုံးကိုရိုင်းရေးကိုရိုင်းဆိုထားတဲ့ဇဝင်ဒီလည်းဖြစ်တယ်ဆိုတော့နုံတော့အရန်ကြီးတော့ မမျောလင့်ထားဘူးဒါပေမဲ့မမျောလင့်ထားတဲ့အများကြီးကိုပောက်သွားခဲ့တော့လည်းနော်တော့ရင်းနေနေတကယ်အတိုင်းမသိဝမ်းသာပါတယ်ဟုတ်ဘရန်ကတော့ရမ်းချစ်တဲ့ကောင်မလေးပေါ့မင်းရှိတဲ့ဘာမှနေပြောမလားမသိကြမီအင် က်ပါစင်ပြေနာတိုင်းဖွင့်ပွဲလေးမှာနေတော့ဖဲချိုးပြက်တာရဲ့ပြီးတော့တို့သချင်းလေးရင်းနဲ့ပြော်ပြီးဖို့ရောက်ရှိညာဖြစ်ပါတယ်ရှင်ဟုတ်ပါလားလက်တော့ပါရည်ပြည့်အော်လည်းလောလောနူတို့ဒီပွဲရသည်လေးဆိုတော့တချင်းလေးတွေတို့အလူပွဲလေးတွေတချင်းလေးဆိုရဲအဲပြီးလို့ရှိရင်တို့ဒီတချင်းတစ်ကလေးလလုံနေရလဲရှိရပါတော့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါတချင်းရရတော့တချင်းချင်းလေးတော့လောက်ပါလို့ရှိတယ်။ညာတချင်းတော်မျိုးတို့ထွက်ပေါ်တော့မရှိပါဘူးဟုတ် ချိန်နာရီကိုရထားလိုက်ချင်းအာအဲ့တခြင်းကလူတို့ကဒီကိုကြီးပြပြနိုင်ရပါတော့เนาะညီမလေးအချင်းပေါ်တခြင်းလေးကိုညီမလေးကိုရင်ရေးပြီးကိုရင်ဆိုရနိုင်မလားဆိုပြီးလူတို့ကိုကန်းလန့်ပေးရပါတော့เนาะအဲ့ဒီအတွက်လဲကိုကြီးက တကယ်နွန်းရဲ့ကျေးဇူးရှင်ပါကျေးဇူးလည်းများကြီးတင်ပါရရှင်အဲဘာလို့ဆိုတော့သူယုံကြည်လို့သာနွန်းနွားအဲ့ဒီကျင်ပေါ်ဇလန်းတွဲမှာနွန်းနွားဒီသချင်းလေးနဲ့ဒီလိုမျိုးဇဝင်ဒေးအနေနဲ့ပါဝင်ခွင့်ရတာဟုတ်အဲ့တော့ခါကျတော့အဲ့ဒီသချင်းလေးကိုကိုကြီးကဇက်ချောင်းလေးအရင်ပြောပြရတယ်ညီမလေးဒီဇလန်းကတော့ဒါမျိုးလေးညီမလေးအဲ့ဟာကိုအဲ့အဲ့ဇလန်းလေးဝင်းအောင်ရေးပေးပေါ့နော်ကိုကြီးကိုဆိုနွန်းနွားလည်းအဲ့ရေးပေးလိုက်တာပါရေးပေးလိုက်တာပါအဲ့ဒီသချင်းလေးကလည်းပတ်ပါတော့နော်โอเคအဲ့အားလည်းလုံးဝမမျောလင့်တာပေါ့နော်မမျောလင့်တာဘူးဆိုတော့ ဒီနုံတို့ရပထမဦးဆုံးကိုရိုင်းရေးကိုရိုင်းဆိုထားတဲ့ဇဝင်ဒီလည်းဖြစ်တယ်ဆိုတော့နုံတို့ကအရင်ကြီးတော့မမျော်လင့်ထားဘူးဒါပေမဲ့မမျော်လင့်ထားတဲ့အများကြီးကိုပေါက်သွားခဲ့တော့လည်းနုံတို့ကယင်းနေနေတကယ်အတိုင်းမသိဝမ်းသာပါတယ်ချင်းရေးတာတော့နော်တို့ကတပတ်လောက်ပဲကြာခဲ့တယ်တဲ့။တပတ်လောက်တော့ကြာခဲ့တယ်ဟုတ်။အဲ့ဒါဘာလို့ဆိုတော့နော်တို့ကဒီ frame ထဲမှာဝင်အောင်ရေးရတာဟုတ်။ အဲ့ဇလန်းမှာဆိုလို့ချင်းပြီးတော့အဲ့ဇလန်းထဲမှာဝင်ပြီးတော့မှကိုယ်တိုင်အဲ့ character နေရာမှာပေါ့နော်ငါသာဆိုရင်ဘယ်လိုမူးခံစားရမလဲအဲအဲ့လိုမူးတွေဒီလူတွေကိုလည်းလက်လွတ်ချင်တယ်ဒါပေမဲ့လက်လည်းမလွတ်နိုင်ဘူးအဲအဲ့လိုမူးပေါ့နော်ဒွိဟခံစားချက်တွေပါတဲ့တချင်မျိုးဖန်တီးခိုင်းတာဆိုတော့နိုးနိုးလည်းအဲ့လိုမူးလေးခံစားပြီးရေးခဲ့တာကိုယ်တိုင်ကိုယ်တိုင်ကဘယ်လိုပုံစံမျိုးဖြစ်နေလဲကိုယ်တိုင်ကလားကိုယ်တိုင်ကတော့အရန်ချစ်တဲ့ကောင်မလေးပေါ့ လိုပုံစံမျိုးရောဆိုလို့ရှင်နော်အဲ့ဇက်အဲ့ဇက်ဇက်ကောင်၃ယောက်ထဲမှာပေါ့နော်နော်ရဲ့ပုံစံကဘယ်သူနဲ့တွေ့မှုပေါ့နော်ကမမေနဲ့တူမယ်နဲ့တူတယ်ဘာလို့ဆိုတော့နော်ကဘုံတိုင်းဆန်တယ်သိရမလားအလိုမလိုအဲ့လိုစိတ် မကြည်ဘူးဆိုမကြည်ရဲ့ပုံစံတိုင်းပဲသိရမလားအခမ်းမချက်တွေကိုလည်းသိမ့်လည်းမထားဘူးမကြည်နေဘူးဆိုမကြည်နေဘူးပြောပြလိုက်တာအဲ့လိုအဲ့လိုကာရက်တာပဲသွားအဲ့လိုတော့ဩတကယ်ကိုကိုချစ်တဲ့ကောင်လေးကအမေဆိုကို့အမေလို့ ကလည်းအပြင်မှာအများကြီးရှိတာဟိုအိမ်တော်ကြီးကန်ဆိုတာမမြင်ရဘူးလေတို့တို့ဒီဘာမှမမြင်ရတဲ့ကန်ဆမ်းမဲကိုဖွင့်လိုက်တာနဲ့တူတူပဲသိရမှာကောင်းတာလည်းရှိသလိုမကောင်းတာလည်းရှိရဲဒါပေမဲ့လူလူတွေဆိုတာ dress size ရှိရဲအဲ့ dress size တွေကဒါကိုတွေဒါအဲ့ပေါ်တော့အိမ်တော်ဘက်တီဆိုတာဒါတူတူနေမှသာလင်ဒီ dress size တွေကိုမြင်လာမှာအဲ့တော့ခါကြအောင်းတဲ့လူလည်းရှိသလိုမကောင်းတဲ့လူလည်းရှိရဲအဲ့တော့ခါကြနုနုကိုရိုင်းဆိုလို့ရှိရင်တော့ဒီကောင်းတဲ့ကန်ဆမ်းမဲနဲ့ပဲနုနုအတွေ့ကြမှာလေလို့ င်မော်ဇလန်တို့နဲ့ပတ်သက်ပြီးတော့မှဒီနုနုအတွက်ကတော့ဒါကောင်းတော့အခွင့်အရေးလို့နုံနုံကမြင်ပါရတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအခွင့်အရေးကိုပေးတဲ့ကိုကြီးပြပြနာကလည်းနုံနုံကဒီနေ့ကနေအများကြီးကျေးဇူးတင်ပါရရှင်။အဲ ပြိတ္တတွေပေါ့နော်ပြီးတော့ချစ်ပေးကြရတယ်ဒီသချင်းလေးကိုလူတို့လေးဒီ TV ကနေမြင်ပြီးတော့ပဲ live မသုံးတဲ့လူတွေတောင်မှပေါ့နော် TV ကနေကြည့်ပြီးတော့တည်တယ်နုံနုံရေးနုံနုံပွက်ရောက်ပြီဆိုလို့ချင်းအသက်ကြီးတဲ့လူတွေကစားလေတမိကျင်ပေါ်သချင်းလေးဆိုပေးဦးနော်ကျင်ပေါ်သချင်းလေးဆိုပေးဦးနော်လာတောင်းကြပေါ့နော်အဲ့လိုမျိုးတောင်းရင်ကိုနုံနုံကယဉ်နေရတယ်ပီတိဖြစ်တာ158ခေါက်လောက်ဆိုပေးရလဲကျင်းတတ်တယ်ကျင်ပေါ်သချင်းတို့အဓိကကတော့ဟိုခုခုလဲလူတွေဂျားထဲမှာလဲဆွဲနေစားသားလေးပေါ့နော်မင်းမရှိတဲ့ကဘာမှနေပြောမလားမသိကြ အဲနေပြော်မာလာတော့မသေးချဘူးပေါ့နော်ဒါပေမဲ့ तू อ่ะ तू အိတ်ကောင်းလေးနားလေးကလည်းမဝေးနိုင်ဘူးပေါ့အဲ့လိုမျိုးမာနာလည်းမလျှော့နိုင်မနာလည်းမလျှော့နိုင်ဘူးဒါပေမဲ့လက်လည်းမလွတ်နိုင်ဘူးလို့မဟုတ်ဘူးကိုယ်တိုင်ဆိုရောဘယ်လိုမျိုးလက်လွတ်အောင်လဲလက်လွတ်အောင်အဲနွနိုးရဲ့ဘောကာရိုက်တာပုံစံအရဆိုရင်တော့နွနိုးကအဲ့လိုအဆုံးထိဆွဲထားတဲ့တဲ့မှာတော့ပါတယ်ဒါပေမဲ့ တီးမခံနိုင်တော့ဆိုလို့ရှိရင်တော့လွှတ်ချလိုက်တာနွနိုကအခုဆက်လက်ပြီးတော့မှရုပ်ရှင်ဇဝင်လေးလေးတပုတ်လည်းထွက်ဆရာရှိပါသေးတယ်အဲ့ဒါလည်းနွနိုဒီကိုကြီးပြပြနိုင်အောင်ခွင့်ရေးထပ်ပြီးတော့ပေးထားပါတော့เนาะအဲ့အခါကျလို့ရှိရင်လည်းအားပေးကြပါအောင်လို့နွနိုကဒီနေ့ကနေပြောချင်ပါတယ်